stock investing and option trading stock option တလားဝင်ဝင်ဘယ်လောက်လဲအော်တိုဘာလမှာ stock စိတ်ွက်ဘာတွေဖြစ်နေလဲကြနိုင်တဲ့အကြောင်း၅ချက်နဲ့တက်နိုင်တဲ့အကြောင်း၅ချက်အပြင်ဗီဒီယိုအစုံမှာတော့ဆရာအော်တိုဘာလမှာ stock စိတ်ွက်ကြနိုင်ထင်တာတက်နိုင်တယ်ထင်တာဆိုအောင်သိရမှာဖြစ်တယ်ကဘာပတ်အမေရိကန် မီနနာ stock option ပညာရှင် channel ကကျူးစွာပါတယ်။ဘယ်နေရာကြည့်နေကိုမအောင်ပါ။ရေးတာပါ။တရက်နေနဲ့30ရက်အတွင်း stock option trading လုပ်တဲ့နေရာမှာဒေါ်လာ2000ကျော်ရတယ်။ trading days ကရက်နှစ်ဝင်ခြင်းမရှိရယ်။ Saturday Sunday က public holidays စက်တင်ဘာတရက်နေ့က၄ပါးလေးဆိုတော့ပိတ်တယ်။အဲ့တော့ တရက်ကိုဒေါ်လာ1000ကျော်ဝင်းကျင်အတာလေးတနေ့ကိုတနားရ3နိုင်အတွင်းကြိုက်တဲ့နေရာမှာအိမ်မာနေရဲလို့ရတယ်အဲ့လိုမျိုး1000ကျော်ဆရာရပါတယ်ဘလောက်ရင်းရဆိုရင်ရိုကာကို82ဒေါ်လာစပေးရတယ်ကဘာမှာဘယ်စီးပွားရေးမှ82ဒေါ်လာပေးနဲ့နော်ဒေါ်လာတောင်းချီမြင်တဲ့ဆိုတော့ stock option စီးပွားရေးမှာရှိတယ် stock investing call option put options advanced option နဲ့ day trading movement stock ဒီပညာ၅ရက်ကိုတုံးပြီးတော့ရလာတဲ့ငွေဝင်ဖြစ်တယ်။အဲ့တော့အရှုံးမရှိတော့ရှိရပေါ့။ဆရာရှုံးတာအရှုံးဆုံးကဘယ်လောက်လဲဆိုတော့2000ကျော်။ပြီးွားရင်600ကျော်89 36လေးခါပဲရှုံး။ trade လုပ်ရနေရနော်။လေးခါအဲ့တော့တလာလုံးမှာဘယ်လောက်အရင်အတွက်ဘယ်လောက်မြန်လဲ။နော်အမြန်ဆုံးဘာလဲဆိုတော့တွားကြည့်မယ်။ အောက်ဆင်းတဲ့အခါမှာဘလောက်မြက်လဲဆိုတော့အမြန်ဆုံးကဘာလဲဆိုရင်ဒေါ်လာ၄000ကျော်မြက်တယ်။မှန်ကြည့်ဒေါ်လာ၄000ကျော်5000ဝန်းကျင်ပေါ့နော်စုစုပေါင်းဘလောက်မြက်ဆိုဒေါ်လာ2000ကျော်မြက်ပါတယ်2000ကျော်ဘလောက်ပဲရင်းနေ8000 6000လဲရင်းထားတယ်ပြီးွားရင်6000 9000ပြန်ရဒါရင်းရဆိုတော့8000 6000ရှိကြမလို့တခါထွေးလို့ရင်ဘလောက်ထွေးလို့ရအားလို့ပေါင်းထားတာ ဒီမှာဆို25ဒေါ်လာပဲဒီမှာဒေါ်လာ100 100ကျော်ကျော်ပဲเนาะ25ဒေါ်လာနဲ့1400 1500ဝန်းကျင်မြင့်တယ်ဒီမှာဆို135ဒေါ်လာလေးနဲ့ဒီမှာကြည့်ရအောင်ဒေါ်လာ1500မြင့်တယ်ဒီမှာဆို58ဒေါ်လာလေးနဲ့ဒေါ်လာ1200မြင့်တယ်เนาะဒီမှာဆိုရော့အေး1900နဲ့เนาะ800ကျော်မြင့်တာပေါ့ဒီမှာဆိုရင်ဘာမောက်ရေးစရာမလိုတုံးရပဲတုံးရပဲကြည့်ရ cost တုံးရပဲเนาะပြီးွားရင်984ဒေါ်လာ၄ရှင် မြန်တယ်အဲ့တော့တခုလို့မတူဒီမှာဆိုရင်ဘာမှ300 300ဖြစ်သွားကြတာ300 300ကိုကို cost 300 300ဒီမှာဘယ်လောက်5000ကျော်400ကျော်တချို့ဟာတွေကတော့များတာပေါ့ဒီမှာဆိုရင်8200ရင်းလာတယ်ပြီးသွားရင်ဘယ်လောက်ရလဲ1800ဝန်းကျင်မြန်တယ်နော်ဒါဒီမှာဆိုရင်1000ဝန်းကျင်ပြီးသွားရင်1600ဝန်းကျင်မြန်တယ်အဲ့တော့ဘလောက်ရေးမှဘလောက်မြတ်တယ်ဆိုတာ question မတိသေးတဲ့လူတွေပဲမေးတာဒီစီးပွားရေးမှာအတိအကျမရှိပညာတက်တယ်လို့တော်တော်လို့လို့ပို့ပြီးတော့ညံ့နေတယ်ရိုးရိုး stock invested ပညာပဲတက်မယ်ဆိုတော့အရင်နည်းနည်းများနေမယ်အချိန်မင်းများစောင့်ရနေမယ်ဒါပေမဲ့အေးဒီမျိုးဟာမျိုးတွေက advanced option တွေဆရာ advanced option တွေတုံးတာပတ်စပ်ဘာမှရင်းစရာမလိုကိုယ်အိမ်တော့ပတ်စပ်ပေးတာတွေ့ရတွေ့ရပတ်စပ်ရရပတ်စပ်ရရ advanced option advanced option တက်ဖို့ဆိုတာလဲ core option ပို့ option တက်ပြီးတော့မှ advanced option က ညာနားလည်ပြီးပို့ပြီးအောင်မျိုးတင်ပို့များတာနော်ပြီးတော့ကြည့်ရမှာဗားတဲ့ဆိုโอเคဘယ်လောက်ပါစန့်နေပြန်လဲဆရာ64ခါ trade လောနေနော်64 position အဲ့ရောစသော4ခါရှုံးနေမှာ4ခါရှုံးဆိုတော့အခါ60ကအမြတ်ပေါ့အဲ့ရော60ကိုတင်ပြီးတော့64နဲ့စာဘယ်လောက်ရပြတရားနဲ့မျှတော့ပါစန့်နေလို့ကြာဟုတ်ဆရာမျက်လာတာဘာလို့မျက်လဲဆိုတော့ 94%咩咧？哦，94%、6%、6%少嘅。94%就已經高啦。所以啦，咩做啊？t y percent、多啲 percent、forty percent，苗族啊？少啊咩嘅？哦，t y percent、多啲 percent 唔咩咧？所以 e 94% four percent 就漂跌了？啊，八卦話做邊樣？Stock trading 咪都忽略掉唔要，stock investment 咪都忽略掉唔要。 option တစ်ခုပဲတက်ပြလဲမရပြဘူး stock investing call option put option advance option နဲ့ day trading movement stock ဒီ၅ခုပြီးပြီးစုံပြီးတော့တက်သွားမှဒီလိုမျိုးမြက်တဲ့ gain က percentage ပုံများလာပြီးတော့မြက်တဲ့ amount ကပုံများလာอืมအဲ့တော့အခုဒီ September မှာကြည့်နိုင်မှာဆိုရင်ကိုယ့်ရဲ့စုစုပေါင်းအမြတ်ငွေကဘယ်လောက်လဲဒေါ်လာ2000ကျော်ပေါ့เนาะ commission က 82ဒေါ်လာဆိုစောစော August မှာတွက်ကြည့်တာ14000ဝင်းကျင် commercial ဘလောက်96နော်96 96ဒေါ်လာ commercial ပို့ပေးရတယ်။ဘာကြောင့်ပို့ထွက်လို့ရတဲ့ကြောင့်တွေ့ရပို့ထွက်လို့ရတဲ့ကြောင့် commercial ပို့ပေးရတယ်။ပြီးတော့အမြတ်ဝေကပို့နေတယ်တွေ့ရဒီမှာဒေါ်လာ2000ကျော်အဲ့ရလူရပြောကြဘလောက်ရေးမှ မြမြရင်မြမြမြက်မယ်လို့ထင်တာပတ်စံမြမြရင်မြမြမမြက်ဘူးပညာမြမြရင်မှပို့ပြီးတော့မြမြမြက်လာနော်စက်တင်မာတဲ့အုံကဆာဘာကွာွားတာဆရာပညာပို့ပြီးတော့ကောင်းသွားတာနော်ပညာပို့တော်လာတယ်ပြီးတော့လည်းဘာမှတိတ်ထွက်ထွေးလို့ဇာမလို့အဲရောကော်မရှင်နည်းနည်းလေးပဲပေးရတယ်ပို့ပြီးတော့နေပါလေအော်တိုဘာအော်ဂတ်ဆာနဲ့ရှင်းတယ်ဆိုရင်စက်တင်ဘာလပို့နေတယ်နော်82.01ပေးရတယ်62ခါထွေးလို့နော်မှတ်မိလား ်ဩဂတ်စာဆိုရင်ဘယ်လောက်ထွက်လို့ဆိုအောက်မှာတော့ကြည့်ရအောင်ဘယ်လောက်ထွက်လို့လဲဆိုရင်ဩဂတ်စာမှာ62ခါထွက်လို့တယ်92 92 62 64ခါနဲ့92နဲ့ဆိုတော့64ခါလူပိုမတက်တအောင်လားဟုတ်တယ်ပါလူပိုရဲ့တက်တာလေပြီးတော့ဒီမှာရင်းတာဘယ်လောက်ရင်းတာဒေါ်လာ၄သိန်းကျော်၄သိန်းရင်းတာဆိုတော့ဝင်လာထွက်လာဝင်လာထွက်လာမြင်များပိုထွက်လို့တော့ဒီအမောက်ပိုများတဘာဝပဲဒီအမောက်ပိုများတဘာဝပဲစိုးစောစက်တင်ဘာလမှာကြည့်တာ တာလေးပဲဆရာနော်အေးစစေးလေးပဲ64ခါမဲထွက်လုံးတယ်ပြီးတော့ရင်းတာဘယ်လောက်76000ပဲအမြင့်တာဘယ်လောက်2000ဝန်းကျင်ရပါတယ်တွေ့လားအဲ့တော့ညံများထွက်လေးလေးမျက်မှောက်မထင်းတဲ့ trader စီအမှားကြီးမှားပါမယ်နော်အရင်များလေးလေးမျက်မှောက်မထင်းတဲ့အဓိကကပညာပဲပညာနဲ့အေးစစေးလေး ဇရာညီမကြီးဟာတစ်တန်းနှစ်တန်းကိုအလုံးလုံးနေရာမှာထက်ဝက်ပဲလုံးတော့ထက်ဝက်လုံးပြီးတော့နှစ်ဆပို့ပြီးတော့ချမ်းသာဒါနှစ်တန်းညီမကြီးเนาะတနည်းနဲ့တနည်းပို့ပြီးတော့အလုံးကတဖြည်းဖြည်းထက်ဝက်ထက်ဝက်လျှော်ရမယ်ပြီးွားရင်ပတ်စံနှစ်ဆနှစ်ဆမြောက်လုံးအဲ့မှာပျော်ရှင်မှုွားရင်နှစ်ဆနှစ်ဆမြက်ဘယ်တော့ကောင်းလဲဘယ်တော့ကောင်းမီတာစုအချိန်ပေးလို့ရတယ်ကဘာပဲပတ်လို့ရတယ်ဟုတ်ချစ်တဲ့လူတွေအားလုံးအချိန်ပေးလို့အဲ့ကြဆရာစာတင်နေတာငါ့ဘုရားစာစာစာမတင်ဘူး ကော့ကိုအေးစေးအများကြီး trade လုပ်နေတော့မှာเนาะအချိန်မပေးနိုင်ဘူးကြောင့်အခုကအချိန်ပြပူပူပြီးတော့ပေးနိုင်ပြီ SME 5လည်းကြည့်တာဘာထူးကြတယ်ဟာတည်ရထက်မှာတောက်ကြနေမှာ2.71%ကျတယ်เนาะအဲ့တော့အရန်ထူးကြလာပြီအောက်တိုဘာ10နေ့မှာကျတာလောကငါးမှာကြည့်တယ်2.63%ကျအဲ့တော့ကျအများစုကဘာမှကျတော့စက်တင်ဘာ10နေ့မှာကျတယ်တည်ရထက်မှာကျပါတယ်โอเคနားစတော့ကြည့် 2.56%ကိုကျတယ်ဟာငါးယောက်ကြီးက2.01%ပါစားအအများစုကျပါရဲ့တရင်ထဲမှာကျเนาะအော်တိုမာလာထဲမှာတောင်းကြုံကြည့်လိုက်1.9%ကျတယ်ငုံကိုင်ထဲမှာ2.77%အဲ့ရောဘာတွေများအော်တိုမာလာမှာ stock sequence ဘာတွေဖြစ်နေမလဲခံမှန်းကြည့်ကြည့်မယ် stock sequence ကျနေတဲ့ reason ၅ခုနားမယ် ဟောဒီ၅ခုပြီးသွားရဆိုတော့ stock ဈေးကတက်နိုင်တဲ့ reason ၅ခုတရုတ်ပြည်ကနေပြီးတော့ USA company Qualcomm ဆိုတာရှင် Qualcomm ဆိုတာချစ်ပြပါဖုန်းထဲမှာချစ်ပြထည့်တာသူ under trust investigation လို့လုပ်တော့အားကြောင့် USA နဲ့တရုတ်နဲ့တိတ်ပြီးမကြည့်တော့ဘူးအဲဒါ reason number 5 Qualcomm stock share ကြာတယ်အဲ monopoly အဓိကတရုတ်ကတရုတ်ကုမ္ပဏီတွေနော် Xiaomi တို့ပါရှိတယ် အာချောင်းမီကလည်းအဲ့ခွန်ကုန်းစီရံဝယ်လာမယ်နော်မိုနိုပိုလီအရန်လုပ်တယ်ဆိုပြီးတော့အာအင်ဆွေးကုမ္ပဏီအော်တိုတော်လို့ဝယ်လိုက်တာအာခွန်ကုန်းကဝယ်တယ်ဝယ်တဲ့အချိန်မှာသူကတရုတ်ကနေပါအဲ့ဒါမိုနိုပိုလီပေါ့လေအာအရင်အရန်လဝါကြီးအုပ်ပြီးတော့နော်မိုနိုပိုလီဆိုတာဈေးကွက်ထဲမှာသူရောင်းလိုက်လို့သူတရားဝယ်ရှိအောင်လုပ်လာပြိုင်ဘက်တွေအကုန်ဝယ်ဝယ်ဝယ်လိုက်ပြီဆိုရင်ကုမ္ပဏီတစ်ခုကပြိုင်ဘက်မရှိတော့ဆိုရင် ကတ်စတမာလေးကိုရောင်းချင်လို့ရောင်းရအမြန်ကြီးစောင်းရနော်အဲ့လိုမျိုးလေးဆိုရင်နိုင်ငံအစိုးရလည်းမကြေနပ်ကြဘူးအဲ့ဒါကြိုပြီးကာကွယ်ထားတာသူ့ပြည်သူလူထုတွေမထိခိုက်အောင်ဆိုပြီးနော်ဘလို့ပဲဖြစ်ဖြစ်ပေါ့လေတရုတ်ပြည်ကဒါ reason ရှာပြီးတော့လုပ်ဖြစ်ဖြစ်နေမှာနော်ပလိတ္တရောင်ဘလို့ထင်ပါလဲလဲဘာကြောင့်တရုတ်ပြည်ကအဲ့လိုမျိုးလုပ်လို့ထင်ပါလဲကိုမမရေးတာပါ reason number 4ပါလဲဆိုတော့ Nvidia AI chips တွေတော့အာတင်မောစိတ်တွေစိတ်ကိုင်းတွေမှာပိုပြီးတင်းကြပ်တယ် ืม Nvidia တရုတ်အစိုးရနေပြီးတော့သူ့ရဲ့တရုတ်ကုမ္ပဏီတို့ Nvidia chip တွေကိုမဝင်နဲ့မဝင်နဲ့ကိုသူကတိုင်တွန်းထားဒါပေမဲ့ Nova ban လို့မရပါကြတော့ Nvidia chip ကအရန်ကောင်းတဲ့အတွက်ကြောင့်အရန်ကောင်းတဲ့အတွက်ကြောင့်เนาะအရန်ကောင်းတဲ့အတွက်ကြောင့်အဲ့ရောက်ဟိုတရုတ်ကုမ္ပဏီကဝယ်ကြဒါပေမဲ့အရေးကြီးလို့ရပါဘောဟုတ်တယ်မလားတရုတ်အစိုးရလုံးဝ100% ban လို့မရပါဘယ်မဲ့ရေးလို့ရတယ် ဒါဒီဒီအတင်တွင်းလာတာတိတ်ပြီးတော့အစမပြဲဘူးဟိုကလိုနေပြီဒီကလိုနေပြီအဲ့လိုရစ်တယ်တချို့လူကစိတ်ပြတ်ပြီးမဝဲတော့ Nvidia တချို့ကုန်ပြီအဲ့လိုရှိရှိမှာအဲ့ဒါကြောင့်အခက်တွေ့အောင်လုပ်တာနော်ပြီးတော့ရင်တင်းမောစိတ်နဲ့တင်းမောစိတ်တွေပဲမှာဖြစ်ဖြစ် USC ရဲ့ company ပစ္စည်းတွင်းလာမယ်ဆိုတင်းမောစိတ်ရင်မှာလည်းတင်းမော USC ရဲ့လာတဲ့ပစ္စည်းနဲ့ပတ်သက်တင်းမောရယ်ဆိုပို့ပြီး Facebook ပို့ပြီးကြာနော်ဒါ reason number 4ပါ reason number 3ရပါတယ်ဆိုတော့ president trump ကနေပြီးတော့ဒီလိုမျိုးတရုတ်ပြည်ကနေပြီးတော့မြေရှားတပ်တူတွေကိုကဘာနောက်ကိုတင်ပို့လာအောင်သူကကန့်တက်တယ် US တခုတော့မဟုတ်เนาะမြေရှားတပ်ကတပ်တူဆိုကဘာအနက်မှာကားတွေပါတယ်အများကြီးထုတ်လို့လိုအပ်တယ်ဖုန်းတွေပါတယ်ထုတ်လို့ရအကုန်လိုအပ်တယ်ရှိမှစစ်ပစ္စည်းပတ်သက်ဟာအကုန်လိုအပ်တယ်အဲ့တော့တရုတ်ပြည်ကနေမြေရှားတပ်တူ နီးပညာကြီးဆိုးတာ70% 80%ရှိတယ်ရှိတော့တရုတ်ပြည်ရတယ်ပြီးတော့တင်ပို့တာဟောတင်းကြံတော့တကဘောင်းဒုက္ခရောက်တာပေါ့နော်အဲပြီးွားရဲ့ US ရဲ့ company ကိုပြစ်မှတ်ထားရှိတယ်အမြေရှားတက်တူနဲ့ပတ်သက်ပြီးတော့အာတရုတ်ကနေပြီးတော့နော်အကုန်တင်းကြံတယ်ဘာမှမပြောညာမပြောပေါ့နော်နော်တင်းကြံတယ်အလှမျိုးတွေရှိတော့ဘယ်စီအထွက်အာနေပြီးတော့မကျင်းတော့မကျင်းတော့ အခွန်100%ကောင်းလာမယ်နော်အခွန်100%အခုက30%ရှိတယ်နိုဝါတရက်နေ့မှာ100%ကောင်းမယ်ဆိုရင်130%ဖြစ်သွားတယ်နိုဝါကတရက်နေ့မှာတိုင်ပြီးတရုတ်ကလည်းလည်း short လာမယ်ဆိုရင်ဒါပြန်ကြောက်ပြန် short ပေးဖို့ရှိ Brazil ထွက်တာမ short ပေးဘူးဆိုရင်နိုဝါကတရက်နေ့ထက်ဆော့ပြီးတော့အခွန်ကောက်ဖို့ရှိတယ်အင်းအဲ့လိုမျိုးအာ Brazil ထွက်တာတရုတ် terrible ဖြစ်တဲ့လုံးလိုက်အောက်တိုဘာ10ရက်နေ့မှာ အာ true social မှာ post လုပ်ပြီးတော့သူရဲ့အာ media သတင်းစာရှင်းနေပွဲလဲလုပ်တယ်နော်ရှင်းပွဲလုပ်ရတော့အဲ့တော့ stock sequence ကကြတာအဲ့ October လောက်ကကြတယ် stock ဒါ reason number 3အဲ့တော့ reason number 2နဲ့ဘာမှမတွားခင် stock sequence တက်နိုင်တဲ့ reason ကိုတွားကြည့်မယ် stock sequence တက်နိုင် reason number 5 reason number 5ဘာလဲဆိုတော့ cut တွေပါလုပ်ပါပြီ interest rate တွေเนาะ interest rate cut လုပ်ပြီးပါဆိုရင် SME 5ရွေးက recession မရှိဆိုတာအနီးလိုက်အတိုးနှုန်း Federal Reserve cut လုပ်ပြီးပါတော့တောက်လျှောက်တက်တာเนาะပုံမှန်ကဒီတော့လက်ပြာရောင်းတယ်ပုံမှန်ကဒီတော့เนาะအတိုးနှုန်းမရှိဘူးဆိုရင်တောက်လျှောက်တောက်လျှောက်တက်တယ်အော် recession မရှိဆိုရင်အတိုးနှုန်း cut လုပ်လိုက်ပြီဆိုရင်တောက်လျှောက်တက်တယ်အနီးရောင်းတယ် recession ရှိရဆိုရင်စကြောကြာနေမယ် ကြာပြီးတော့ပြန်ပြီးတော့တက်နေမှာနော်အဲ့တော့အခုချိန်က recession မရှိသေးဘူးအတိုးနှုန်း short နေချင်းပါအဲ့တော့တက်ဖို့ကပိုပြီးတော့များတယ်တောက်လျှောက်ပေါ့ပြီးပါရင် reason number 4 reason number 4ပါလဲဆို Federal Reserve က SME 5အတွက်ထိဆုံးသားရောက်တယ်နော်2%ထိဆုံး2%အတွင်းမှာရောက်နေချိန်မှာအတိုးနှုန်းကို short ချလိုက်မှဆိုဘာဖြစ်လဲ short ချရတဲ့ လရဲ့နောက်တလမှာဆိုရင်ဒါ return နေကြည့်တာအစိမ့်နေရှိရဲ့အနည်းရှိရဲ့ညီသူညီမဖြစ်နေတိတ်မျိုးမထူးကြအောင်နောက်3လဆိုရောအစိမ့်နေပုံများလာပြီနောက်6လဆိုရောအစိမ့်ရဲ့အရန်အရန်များလာပြီအနည်းရမနှခုပဲရှိရဲ6ခါပဲရှိဒါဒိတ်ပေါ်တယ်နိုင်အိန္ဒိယကတ်တာရှိရဲ့ပြီးသွား1950 1995တော့1996ဆိုဒိတ်တွေဒါအောက်ကထိတ်ဆုံးရောက်နေခြင်း SP5 ထိတ်ဆုံးရောက်နေခြင်း Federal Reserve ကတ်လုပ်လိုက်ဘာဖြစ်မလဲဆိုတော့သူက data တွေကြည့်ထားတာကျိန်းနေရတော့နောက်တစ်နှစ်တွင်းမှာအားလုံးအစိမ်းပဲနော်ကတ်လုပ်ပြီးွားရယ်တလာတွင်းမှာကြာရကြမယ်နောက်3လတွင်းမှာကြာတဲ့အခါရရှိရယ်နောက်6လတွင်းမှာကြာတဲ့အခါရရှိရယ် SME Final Return ကဒါပေမဲ့နောက်တစ်နှစ်တွင်းမှာတော့တော့ shop အားလုံးကတက်ဖို့ခေပူများတယ်ဒီနှစ်တော့တက်ဖို့ခေပူများမယ်ထင်တာ မလိမ့်တယ်ဘယ်လိုသဘောရလဲကိုမအောင်မရေးတာပါဒါက reason number 4ပါ stock sequence တက်နိုင်တဲ့ reason number 4 reason number 3ကဘာလဲဆိုတော့ဟာဟာ return ကြည့်ရရ recession မရှိဘူးဆိုရင် return ကဘယ်လောက်တော့နော်နောက်တစ်နှစ်အတွင်းမှာ18% performance return average S&P 500တက်တယ် recession ရှိရဆိုတော့ -2.7% နော် ်ဘယ်အချိန်ပဲဖြစ်ဖြစ်ကတ်လောက်ထားတာနှစ်ခုပေါင်းထားဆိုရောတက်တင်းပါဆက်အဲ့ရောအခုချိန်က research မရှိမရှိတော့အပြာနဲ့ပို့ပြီးနှီးဆက်လာပါเนาะ research ပဲရှင်းလာမှမပြောတတ်ဘူးအာအချိန်မျိုးဖြစ်နေတယ်ဒါပေမဲ့ကတ်လောက်ရဲ့အချိန်မှာ SME file ထိဆုံးရောက်နေချိန်မှာ research မရှိဘူးဆိုရင်18.2%ဆိုပြီး average နှုတ်ခဲ့တဲ့ဟာ data ကြည့်ပြီးတော့လုပ်ထားဒါက stock saver တက်နေ reason number 3 stock saver ဆက်တက်နေတဲ့ reason နဲ့မှတူပါတော့ဒါကြည့်ရ high ဖြစ်တဲ့ဟာတွေကစက်တင်ဘာလအနည်းဆုံးမှာ stock market all time high အကျဉ်းကြီးမနက်ခါဖြစ်တယ်လားလေကြည့်ရဆိုရင် July November လအများဆုံး November လ all time high အများဆုံးပဲဒုတိယက July okay 47ပြီးတော့ရင်တတိယက March อืมအဲ့ရဒါ bullish month တွေပေါ့ bullish month တွေ stock စုကထိဆုံးရောက်ရောက်နော်1 2 3နံပါတ်4 ဟောမော1 2 3 January January เนาะ노마라အများဆုံးပဲ July လာပြီးွားရင် January 126အာပြီးွားရင် March ပြီးွားရင် February February ပြီးွားရင် April April ပြီးွားရင်အာ June ပြီးွားရင် May ပြီးွားရင်ဟာရှိတယ်ဟာ December ဟော December မဟုတ် May ရဲ့အရှိမ December လာမှာ107เนาะ ကျင်းနေရတော့စက်တင်ဘာလအနည်းဆုံးမှာ bearish အဖြစ်ဆုံးလာနော်စက်တင်ဘာလထက်နည်းရမှာရှိ91 91နော်အော်တိုဘာလပိုပြီးများတယ်စက်တင်ဘာလအဲ့တော့အော်တိုဘာလ all time high ဖြစ်တဲ့အချိန်ကပိုများဒါပေမဲ့ဒီနှစ် all time high ဖြစ်မလားဆိုတော့ဒီမှာဒီရောမဟုတ်ဘူးဒါပေမဲ့အော်တိုဘာလစက်တင်ဘာလနဲ့ပိုများတယ်လို့တော့ data ကပြောထားတယ်อืมနောက်ထပ် stock secret နဲ့ reason number 1ဆက်မာနာမှာ new high ဆီဖြစ်မှာဆိုရင် stock sequence တက်တယ်တက်လဲဆိုဒါကောင်းတဲ့ sign ပဲ1950ရနေတော့ရှောက်ကြည့်ထားတယ်ကြည့်ထားရင်မှာ oh all time high ဆက်မာနာဘယ်နှခါဖြစ်1995တော်တော်များတော့စေခါအောင်ဖြစ်တယ်တော့ဒီမှာ1955ရဆက်တက်တာဖြစ်တယ်ဒီမှာ2024မှာဆိုဆိုတော့နှစ်ခါเนาะအဲ့လိုကြည့်ရမှာဆိုရင်မဖြစ်လဲဆိုရင်ဘာထူးကြတယ် အော်တိုဘာလမှာ return က negative ရောရှိနေတယ်။ဒါပေမဲ့ Q4 return October November December တုံးလား return ကြည့်ရမှဆိုရင် negative နှစ်နှစ်လပဲရှိရဲ့။ positive ဖြစ်တာများ။အဲ့တော့ဒါက cost sign ပေါ့။နော်ဒီနှစ်လည်းဖြစ်ဖြစ်နိုင်တယ်။ဒါ reason 1ပြီးပါပြီ။နော်၅ခုပြီးပါပြီ။ဒီမှာကြည့်ရမှာဆိုရင်100%အော်တိုဘာလတက်မှာတော့မဟုတ်ဒါပေမဲ့များတော့ဖြစ်တစ်နှစ်အတွင်းမှာတော့ တက်ဖို့ကေပိုများတယ် store secret ပြထားတာနော် store secret ကြာနေတဲ့ reason နံပါတ်2ရရှိနေတယ် autobala မှာကြောင့်ကြာနေတယ် SM5 တော့အရန်တက်ထားတဲ့အတွက်ကြောင့်တော့20%နဲ့ထက်တက်ထားဆိုရင် SM5 တွေက October လာပါဆိုရင် negative ဖြစ်တာများတယ်။ဒါပေမဲ့ Q4 မှာ negative ဖြစ်တာနှစ်ခါပဲ October November December မှာနှစ်ခါပဲရှိ။အေး October လာကြာမှာဆိုရင် November December လာတက်မှာပေါ့ အဲအဲကြောင့်ဒီ positive ဖြစ်တာများတာပေါ့သုံးလာလို့ကြာဖို့ဂိမ်းဆိုတာမဖြစ်နိုင်ဘူးဆိုတာဖြစ်နိုင်တာပေါ့ဒီမှာဆို22.2%ကြာတယ်ကျွန်တော် Q4 မှာနည်းနည်းတော့ကြာမုန်းအများကြီးကြာနေတယ် stock safe ကကြာတဲ့ reason number 1ကတော့နောက်လုံးဝမထင်မှတ်ထားတဲ့ event တွေဥမာစစ်ဖြစ်တာတို့ဆိုဆိုက tariff trade war ဖြစ်တာတို့ဒါမျိုးဖြစ်နေတဲ့ event တွေဖြစ်နေတယ်ဖြစ်လာမှဆိုရင် stock safe ကကြာနေတယ်နော်ဒါက stock စီခွဲကြာနေတဲ့ reason ငါးခုတတ်နေတဲ့ reason ငါးခုပြောပါဦးဆရာဘလို့ထင်တယ်อืมကဘာပတ်အမေတန်မီနနာ stock option ပညာရှင်ဘလို့ထင်တယ်ဒီလိုမျိုးဆိုတော့အော်တိုဘရာ stock စီခွဲမှာကြာတယ်ဆိုတော့ဆရာပြောပါပြီနော်စက်တင်ဘာ16ရက်နေ့2025ပြောပါ Federal Reserve cut rate cut လုပ်ပြီး ဆိုရင် nowhere now ရက်60အတွင်းမှာ stock ဈေးဝယ်တာဖူးပတ်ဖြစ်နိုင်တယ်လို့ဆရာပြောခဲ့တယ်။ဆရာပြောခဲ့တယ်ဒါပေမဲ့ဖြစ်လာပြီးခု October လမှာနော်အလားဆရာခံမှန်းထားတဲ့အတွက်ကြောင့်ဖြစ်လာပါပြီ။ဒါ petrol မှာဆိုရင်ဈေးမျိုး up to date တွေအများကြီးရတယ်။ petrol နေဆိုရင်ကြိုတည်ကြည့်ရမယ်ဆိုရင်ဆရာဘလို့ခံမှန်းမှာဆိုရင် October လမှာဖူးပတ်ဖြစ်ဖို့ပုံများတယ်။ September လမှာ positive ဖြစ်တယ်။ဘာကြောင့်လဲဘာကြောင့်ဖူးပတ်ဖြစ်ဖို့ပုံများလဲဆိုရင် အော်တိုဘားလာမှာဖူးပဲဖြစ်တော့မှနိုမာနဲ့ဒီဇင်ဘာမှာတက်မှုကလေးပုံများတာတရေခွေကအရန်တစ်ချင်ရိုးဆန်လာမှာဆိုရင်ဘယ်လိုမှမဖြစ်တော့တစ်ချင်ရပြန်ပြီးတော့တွန်းကန်ပြီးတော့ပြန်ကြုတ်သွားမှာပဲ stock sequence အဲ့လိုပဲနော်တောက်လျှောက်တက်နေတာဆိုရင်စက်တင်ဘာလထိတက်နေနော်မေလအစပြီးတောက်လျှောက်တက်အော်တိုဘားလာမှာဖူးပဲပြန်တာ very normal ပါဖြစ်ပေါ်ကြရပုံပြီးများလာဆရာကြည်လာရင် stock sequence အဲ့ဒါတိတ်အားမရှိတော့ပေါ်တက်တာအားမရှိတော့ပြန်ပြီးတော့ကြာနေတယ် เนาะဒါပေမဲ့ပြန်ကြမယ်ဆိုတော့ဒါပေမဲ့ no မှာဒီစင်မှာဆက်တက်မှုတတအရှိန်ယူရလို့ပဲဆရာသဘောထားတာလေပလိတရာဘယ်လိုသဘောရပါလဲပို့ပြီးကျင်းတရာတော့ stock investing call option put option advance option နဲ့ day trading movement stock တင်းနှန်း၅ခုကိုတစ်နှစ်အတွင်းမှာတတ်ထားတဲ့တင်းနှန်းတူတင်းနှန်းတိုင်းအားလုံးကအောင်မြင်တာကြီးပဲဆရာမအောင်မြင်ရဲ့တင်းနှန်းတူတင်းနှန်းတိုင်းမတွေ့ဘူးလေဦး နော်အဲ့လိုမျိုးအောင်မြင်ချင်ဆိုရင်တင်နာကို link တွေကို YouTube video description ကိုမှာမှာရှိရတတိယအတွင်းမှာပြောပြောဖြစ်နိုင်မှာဆိုရင်တလောက်ကိုတင်နာတစ်ခုနှစ်ခုတင်းနေချင်ချင်ညီရန်နေတဲ့တင်ယူလေးလာနော်အဲ့ဒါဆိုရင်အောင်မြင်မှုကအရင်အရင်ပုံများလူတော့အောင်မြင်မလားဆိုလူတော့တော့မအောင်မြင်တာဘူးတကယ်ကြိုးစားခြင်းနဲ့ရှိပြီးတော့မိဘကျေးဇူးဆက်ခြင်းနဲ့ရှိ ရှိရမယ်ပြီးပါရင်ကဘာပတ်ခြင်းနဲ့ဆက်ရှိရမယ် တနေ့တနေ့နှစ်နေ့သုံးနေ့ပဲအလုပ်လုပ်ပြီးတော့ပတ်စံများရပြီးတော့မိသားစုလို့အချိန်ပိုပြီးတော့ပေးခြင်းရဲ့စိတ်ပြင်းပြမှလာအောင်မျိုးကေပိုများပါတယ်စိတ်ကောင်းရှိရနေလို့ဆိုရင်တင်နာကိုစိတ်သူမှုတဲ့ဖိတ်ခေါ်ပါတယ် link တွေကို YouTube video ကို description ကမှာရှိပါတယ် share လုပ်ထားပါ subscribe လုပ်ပါအားမစီးရအနေနဲ့စီလို့ဘိုင်